မင်္ဂလာပါရှင်။ဘာမတယ်လီဗေးရှင်းကနေတင်ဒင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြောင့်ငြိမ်းချမ်းရေးဆွေးနွေးနိုင်ခြေရှိနေစေလို့သက်ဆင်ဆိုတဲ့ကြောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်ကောင်စီနဲ့တော်လိုင်းအင်အားစုတွေကြောင့်ငြိမ်းချမ်းရေးဆွေးနွေးမှုဖြစ်နိုင်ခြင်းမြင်မြန်မာမှာရှိနေစေလို့ယုံကြည်ကြောင်းထိုင်းဝင်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝက်ကဆိုပါတယ်။ပြည်ရင်းပဋိပက္ခတွေကိုစိစက်ဆွေးနွေးမှုအနည်းလမ်းနဲ့ဖြည့်ရှင်ဖို့အခုလာဆန်းပိုင်းမှာသူကအာဏာသိမ်းစစ်ကောင်စီကိုတိုက်တွန်းခဲ့ပြီးမြန်မာနိုင်ငံကအပြုသဘောဆန်တဲ့တုံ့ပြန်မှုမျိုးပြသခဲ့တဲ့အတွက် ွက်အခုလိုမျှော်လင့်နိုင်တာဖြစ်တယ်လို့သက်စင်ကဆိုပါတယ်။ အရှိတောင်အာရှနိုင်ငံများအစည်းအရုံးအာဆီယံရဲ့အလဲကြာဥက္ကဋ္ဌအတွက်အကြံပေးအဖွဲ့ဝင်ဖြစ်တာဝန်ယူထားတဲ့သက်စင်ကမြန်မာနိုင်ငံမှာဆေးဆက်ဆွေးနွေးမှုနဲ့ပြဿနာတွေဖြေရှင်းဖို့ဖြစ်နိုင်ခြင်းအခွင့်အလမ်းမြင့်မြင့်မားမားရှိနေပြီးအဲ့ဒီကိစ္စအထမ်းမြောက်လာအောင်ဂျာဝင်စီစဉ်ပေးခြင်းကြောင့်မင်းအောင်လိုင်ကတိုက်တွန်းစကားတွေကိုနားထောင်စေခဲ့ပြီးနောက်ဆက်တွဲဆွေးနွေးမှုတွေဖြစ်လာနိုင်ကြောင်းမှတ်ချက်ပေးသွားခဲ့ပါတယ်။အာဆီယံအလဲကြာဥက္ကဋ္ဌဖြစ်တာဝန်ယူထားသူမလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်ကသက်စင်ကိုအကြံပေးဖြစ်ခန့်အပ်ထားတာပါ။ဘင်္ဂလားပြည်လျော်စီးပွားရေးနဲ့နည်းပညာဆိုင် ရဗတ်စုံပူပေါင်းဆောင်ရွက်ရေးဖွဲ့ဘင်းစတက်ထိပ်တီးညီလာခံတက်ရောက်ဖို့ထိုင်းကိုရောက်ရှိခဲ့သူမင်းအောင်လိုင်ကိုမြန်မာနိုင်ငံငင်းချင်အတွက်သူရဲ့စိတ်အားထက်သန်မှုလိုလားမှုကိုအတိပေးခဲ့တယ်လို့အဲ့ဒီရီမန်းချက်အထမြောက်ဖို့ဆိုရင်စိစက်ဆွေးနွေးမှုတွေကပထမဆုံးအရေးပါဆုံးခြေလှမ်းဖြစ်မယ်လို့တိုက်တွန်းခဲ့ကြောင်းသက်စင်ကဆိုပါတယ်။ ထိုင်းဟာမြမအရေးမှာဘယ်ဘက်ကမှမပါဘဲသက်ဆိုင်ရာအစုအဖွဲ့အတီးတီကိုဆွေးနွေးမှုတွေစတင်ပြီးစီနိုင်ဖို့တာညီရဲကြောင်းလက်ရှိထိုင်းဝင်ကြီးချုပ်ဖီတောင်တန်းရှင်နာဝဲရဲ့ဖခင်လည်းဖြစ်တဲ့သက်ဆင်ကဆိုပါတယ်စစ်ကောင်စီရဲ့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဆွေးနွေးတာမရှိခဲ့ဘူးလို့သူကဆိုပါတယ်စစ်တပ်နဲ့လက်နက်ကိုင်ဖွဲ့တွေဆွေးနွေးတာနိုင်ငံရေးအကျဉ်းသားတွေလွတ်ပေးတာတွေကိုရွေးကောက်ပွဲမတိုင်မှလုပ်ရမှာဖြစ်ပြီးဒါရီမရှိရဲနဲ့ရွေးကောက်ပွဲဖြစ်လာမယ်လို့သူမယုံကြည်ဘူးလို့လည်းပြောထားပါတယ် ဇလပီနထူးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်သားနှအုပ်ကိုအနီးကပ်ပြစ်ခတ်တိုက်ခိုက်မှုနှအုပ်စလုံးသိပြီးတနက်နက်လက်သိမ်းဆင်ရရှိရဲ့ကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းနထူးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်သားနှအုပ်ကိုအနီးကပ်ပြစ်ခတ်တိုက်ခိုက်ရာနှအုပ်စလုံးသိဆောင်ပြီးတနက်နက်လက်သိမ်းဆင်ရရှိခဲ့ကြောင်းနထူးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောကြားခဲ့ပါရယ်။ ABL 15ရက်နေ့မနက်9:30မိနစ်ခန့်မှာနထူးကြီးမြို့ပေါ်မှာအရက်ထွက်ဝဲတဲ့စစ်ကောင်စီတပ်သားနှအုပ်ကိုနထူးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှတော်လိုင်းရဲဘော်နှအုပ်က ာပစ္စတိုနယ်လက်နဲ့ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဲဒီတိုက်ခိုက်မှုအတွင်းဂျမ်ဖတ်စက်ကောင်စီတပ်သား၂ဦးစလုံးနေရာမှာပွေချင်းပြီးတည်ဆုံခဲ့က MA11 နှစ်လက်ကြီပေါက်၃ပေါက်9.56ကြီး85တောင်ကိုတင်ဆက်ရရှိခဲ့ကြောင်းသိရပါတယ်။အရက်ထွက်ဝဲတဲ့စစ်ခွေးနှကောင်ကိုကျွန်တော်တို့ရဲဘော်နောက်ကပစ္စတိုနဲ့အနီးကပ်ဝင်ပစ်တာခွေးနှကောင်လုံးတင်ပြီးတနက်နှစ်လက်တင်ဆက်ရရှိခဲ့ပါတယ်။ရဲဘော်တွေဒီကိမရှိပြန်လဲဆုတ်ခွာနိုင်ခဲ့တဲ့လူနှထိုးကြီးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးဖွဲ့မှတာဝန်ရှိသူတအုပ်ကပြောဆိုပါတယ်။ အကြံဘက်စစ်ကောင်စီတပ်ကအပြစ်ခံရစိုင်းကြီးညာထားတော်လဲနထိုးကြီးမြို့နယ်တွင်းရှိကျေးရွာရီနဲ့ဘာသာရင်အဆောင်တွေကိုဥတီပြီးလင်းရင်နဲ့တော်လကောင်းစက်တက်လေဒီနဲ့တော်လကောင်းဟောင်ဝင်စာနဲ့တော်လကောင်းနေစဉ်ပြစ်ခတ်ပုံကျဲတိုက်ခိုက်လျက်ရှိတာကြောင့်ပြည်သူများအနေနဲ့တတိပြုနေထိုင်ဖို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကတတိပေးပြောဆိုလိုက်ပါတယ်မြန်မာနှစ်သက်ကိုတကြံကာလမှာပြည်သူအလုံးဘေးအန္တရာယ်ကင်းဝေးပြီးစိတ်ချမ်းသာစွာနေထိုင်ကြပါစေကြောင်းဆုတောင်းမြတ်တာပို့သားတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတာဝန်ရှိသူတောင်ကဆက်လက်ပြောဆိုပါတယ် ောက်ထပ်တပုတ်အနေနဲ့မင်းလာမျိုးနယ်မှာ PDF သတင်းတွေကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကိုင်ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်မှုတအုပ်တည်ဆုံတဲ့ကြောင်းတင်ဆက်ပေးပါမယ်။ပဲခူတိုင်းမင်းလာမျိုးနယ်မှာ PDF သတင်းတွေကိုလိုက်လံစုံစမ်းနေတဲ့လက်နက်ကိုင်ပြူစောတိလင်မယားကိုပြစ်ခတ်တိုက်ခိုက်ရာတအုပ်တည်ဆုံကြောင်းတာယာဝတီခရိုင်တရင်3800နှစ်မှာတာဝန်ရှိသူတောင်းကပြောကြားခဲ့ပါတယ်။ April 13ရက်နေ့ည9:00မိနစ်ကို30ခန်းမှာမင်းလာမျိုးနယ်ပန်ပွေကုန်းကျေးရွာမှာနေထိုင်တဲ့လက်နက်ကိုင်ပြူစောတိထွန်းထွန်းဝင်းကိုတာယာဝတီခရိုင်တရင်3800နှစ်တက်ခွဲနှစ် င်မှတော်လန်ရဲဘော်တွေက၎င်းနေအိမ်တွင်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အဲ့ဒီတိုက်ခိုက်မှုအတွင်ပြူစော်တီထွန်းဝင်းကနေအိမ်နောက်ဖက်မှကုန်းချထွက်ပြေးသွားပြီးတော်လန်ရဲဘော်တွေကိုအကြမ်းဖက်စစ်တပ်ကထုတ်ပေးထားတဲ့တနက်နေ့ပြန်လည်ပစ်ခတ်ကထွက်ပြေးသွားပြီး၎င်းရဲ့ဇနီးဖြစ်သူကလက်ပစ်ပုံနဲ့ပြန်လည်တိုက်ခိုက်ဖို့ပြုလုပ်စဉ်တနက်၃ချက်နဲ့ပစ်ခတ်ခဲ့ရာနေရာမှာပွဲစဉ်မိတည်ဆုံးခဲ့ကြောင်းသိရပါတယ်။ တင်ဆောင်သွားတဲ့ပြူစောတိတွန်းတော်ဝင်တဲ့ဇနီးဖြစ်သူစာအုပ်ကပြူစောတိတင်နန်းဇနီးဖြစ်ပြီးတော်လိုင်းရေဘော်ရီရဲ့အချက်လက်တွေကိုအကျန်းဖတ်စစ်တပ်တန်းတရင်ပြဖန်စီခိုင်းခြင်းဒါအပြင်စစ်တပ်ကိုမမှန်တရင်ပြကပြည်သူများကိုဖန်စီခိုင်းခြင်းများလှုပ်ဆောင်နေသူဖြစ်ကြောင်းသိရပါတယ်ပြူစောတိတွန်းတော်ဝင်ကသူ့အိမ်ထဲကိုဝင်လာတဲ့ကျွန်တော်တို့ရေဘော်ရီကိုမြင်ရောနောက်ဖေးပေါက်ကနေထွက်ပြေးတဲ့အိမ်နောက်ဖေးပေါက်ရောက်တော့တစ်ပင်အခွဲကနေစစ်ခွေးတွေပေးထားတဲ့တနတ်နဲ့ကျွန်တော်တို့ရေဘော်ရီကိုပြန်ပစ်ပြီးထွက်ပြေးပါတယ်ထွန်းထွန်းဝင်းမိမကလည်းကျွန်တော်တို့ရေဘော်ကိုလက်ပစ်ပုံးနဲ့တိုက်ခိုက်ဖို့စနတ်တန်ဖြုတ်ဖို့ ုံနေတာမြင်လို့တနက်နဲ့ခေါင်းကိုတုံးချက်ပြပြီးရှင်းလိုက်ပါတယ်။အရင်ကသူတို့လင်မယားတွေကစစ်ခွေးသတင်းပေးလို့တခြား PDF ဖွဲ့ကတတိပေးဖမ်းဆီးပြီးပြန်လွတ်ပေးထားတာအခုနောက်ပိုင်းကျတာမန်ပြည်သူတွေကိုပါမမှန်သတင်းပေးပြီးစစ်ခွေးတွေကိုဖမ်းဆီးခိုင်းနေတာတွေထပ်လုံလာတဲ့အပြင် PDF သတင်းတွေစစ်ခွေးစီစုံစမ်းပို့ဆောင်လာလို့စက်ထားရင်အလုံးအတွက်ဒုက္ခပေးမှာမို့အရေးယူထားရတာပါလို့တာယာဝန်ကြီးခိုင်တန်ရင်3800နှစ်မှတာဝန်ရှိသူတောင်ကပြောပါတယ်။ဆက်လက်ပြီးလည်းပြည်သူများနဲ့တော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးနေတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေနဲ့ င်းအကြံဘတ်စစ်ကောင်စီတောက်တိုင်းတွေကိုအချိန်မြင့်တိုက်ခိုက်သွားမှာဖြစ်တာကြောင့်ပြည်သူများအနေနဲ့၎င်းတို့အနီးတွာလာနေထိုင်ခြင်းနဲ့မပြုလုပ်ကြဘို့တာယာဝန်ဒီခရိုင်တန်ရင်3800နိကအတိပေးပြောဆိုထားပါတယ်နောက်ထပ်တပုံးနေနဲ့တကြံအကြံဒီမှာစစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲအုတ်တွင်းမျိုးနဲ့ရှိတောင်းတန်းရွာကိုလေရင်နဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူနှုတ်တည်ဆုံနေကြောင်းတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းအုပ်တွင်းမြို့နယ်တောင်းတန်းရွာကိုဂျမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်တာကြောင့်ဖြီသူနှုတ်တည်ဆုံခဲ့ကြောင်းဒေသခံဖြီသူတွေကပြောကြားခဲ့ပါတယ်။အေပြီလ15ရက်နေ့နေ့လယ်3နာရီခွန်မှာအုပ်တွင်းမြို့နယ်တောင်းတန်းရွာကိုဂျမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုအတွင်းဖြီသူနှုတ်တည်ဆုံပြီးနှုတ်ပြင်းထန်ရရှိခဲ့ပြီးနေအိမ်တစ်လုံးလည်းဖျက်ဆီးခဲ့ကြောင်းသိရပါတယ်။တောင်းတန်းရွာကိုစစ်ခွေးတွေကလင်းရင်နဲ့ဘုံကျဲတာနေအိမ်တစ်လုံး ပေါ်ကြပြီးပြည်သူလေးဦးထိခိုက်ဒဏ်ရာရတဲ့တိုက်ပွဲမဖြစ်ပဲလာကျဲသွားတာ၃နိုင်ဝင်းကျင်လောက်ကအခုတင်ရနာက မြို့သမီးတအုပ်နဲ့မြို့သားတအုပ်တည်ဆုံသွားပြီလို့တင်ရတယ်လို့ဒေသခံပြည်သူတအုပ်ကပြောပါတယ်